တင်ဆက်ပေးမယ့်သတင်းကတော့နျူကလ িয়ার စီစဉ်များပြန်ဆပါကအီရန်ကိုအမေရိကန်တိုက်ခိုက်မေးဆွဲသတင်းဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနျူကလ িয়ার စီစဉ်တွေကိုအီရန်ဘက်ကပြန်ဆမယ်ဆိုရင်အီရန်ကိုတိုက်ခိုက်မယ်လို့ပြောကြားလိုက်ပါတယ်။အီရန်ကောင်ဆောင်ခါမေနီကစနစ်ရကြမြင်ခဲ့တဲ့စစ်ပွဲမှာအစ္စရေးနဲ့အမေရိကန်ကိုအနိုင်ရခဲ့တယ်လို့ပြောကြားခဲ့တာကိုတုတ်ပြန်တဲ့အနေနဲ့ဒေါ်နယ်ထရပ်ကနျူကလ িয়ার စီစဉ်ရေးပြန်ဆမယ်ဆိုရင်အီရန်ကိုတိုက်ခိုက်မယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ ်ဒေါ်နယ်ထရပ်ကခမင်းဒီမြန်မာပုံနေတယ်ဆိုတာကိုသူသိချာသည်တလို့အစ္စရေးကနောက်ဆုံးအနေနဲ့မိကိုရန်ကုန်တိုက်ခိုက်ဖို့စစ်လုပ်လိုက်တဲ့တိုက်လေရင်ကိုလည်းနောက်ဆုံးပြန်လဲစေခဲ့လို့အီရန်အနေနဲ့ပုံမဆူရတဲ့ထိခိုက်မှုတွေနဲ့မကြုံခဲ့တာဖြစ်တယ်လို့ပြောကြခဲ့တာဖြစ်ပါတယ်ခမေဒီကကာတာမှာရှိတဲ့အမေရိကန်လေတပ်စခန်းတွေကိုတိုက်ခိုက်နိုင်ခဲ့တာကအီရန်ရဲ့နိုင်ငံဖြစ်တယ်လို့ပြောကြခဲ့တာပါ အစ္စရေးနဲ့တိုက်ခိုက်မှုကြောင့်တည်ဆုံးခဲ့တဲ့အီရန်စစ်ပေါ်ချုပ်တင်တဲ့နျူကလ িয়ার ပညာရှင်တွေကိုနိုင်ငံတော်စစ်စာပနာအခမ်းအနားကျင်းပခဲ့ရလို့သိရပါတယ်ရှင်ဒီစနေ့ကိုရရင်ကျဲအောင်ကပြပို့လာတာပါ